ရေနန်းတော်ဆိုတာအဲ့တူက အရင်တော့ဟိုရှိတော့ဒီမင်းနေမိဖုရားတွေပေါ့နော်မင်းနေမိဖုရားတွေနွေရာသီလိုမျိုးအဲ့လိုမျိုးအလုံးပဲမင်္ဂလာပါတကယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျဒီကနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့အရင်နေ့တွေတုန်းကပေါ့နော်ဒီ line တွေပေါ်မှာပြန့်နှံ့နေတဲ့အင်းဝမျိုးကပေါ့နော်ငလင်တန်ချောင်းပေါ်ထွက်လာတဲ့အရာတစ်ခုပေါ့နော်အဲ့ဒီဒေတာကလူတွေကလည်းရေနန်းတော်လို့ပြောကြတယ်ဗျမင်းနူးရဲ့ရေနန်းတော်ပေါ့နော်ရွာသူရွာသားတွေကပေးထားတဲ့အခေါ်ပဲလားဒါမှမဟုတ်အရင်တုန်းကတည်းကတီနာမည်ကရှိခဲ့လာပါတော့ရေနန်းတော်ဆိုတာဘာကြီး ီးလဲဆိုတော့ကိုဒီအကူတယောက်ကရှင်းပြပေးထားတာရှိတယ်ဗျ။ကဲကျွန်တော်တို့အတူတူဘ ഹു သူရအနေနဲ့နားထောင်ကြည့်လိုက်ကြရအောင်ဗျာနော်။အဲမနေ့တော့လာမသိဘူးကျွန်တော်တို့ဒီအင်းဝတ်မြို့ဟောင်းမှာရေနံတော်ဆိုပြီးတော့ပေါ်လာတယ်လို့အဲထွက်လာတဲ့ဗီဒီယိုဖိုင်ရှိတယ်ဗောနော်။အဲ့ဒါကိုကျွန်တော်လိုက်ပြီးတော့စုံစမ်းကြည့်တဲ့အခါမှာဗောနော်။ရေနံတော်ဆိုတာကျွန်တော်လက်မသိဘူး။ဘာလဲဘာလဲမသိဘူးဗောနော်။အဲ့တော့ဟိုလိုက်ပြီးတော့အဲလိုက်ရှာပြီးတော့ကျွန်တော်လိုက် လေ့လာကြည့်တယ်ပေါ့နော်တိတဲ့တက်တဲ့တိတိတဲ့ရှေးလူကြီးကိုလည်းမေးကြည့်တော့ရေနန်းတော်ဆိုတာအဲ့ဒါကအရင်တော့ဟိုရှေးတော့ဒီမင်းနေမိဖုရားတွေပေါ့နော်မင်းနေမိဖုရားတွေနွေရာသီလိုမျိုးအဲ့လိုမျိုးစံမြန်းတဲ့အခါမျိုးတွေမှာနော်အဲစံမြန်းတဲ့အခါမျိုးတွေမှာ ကျွန်တော်တို့ဒီပူတဲ့အိုက်တဲ့ယာသီမျိုးတွေမှာသူတို့ကအဲ့ဒီမှာအဲ့ဒီလိုနန်းတော်မှာအဲ ဟိုစားနေထိုင်ကြတယ်ပေါ့ဗျာပြောရမယ်စံမြန်းကြတယ်ပေါ့နော်အဲ့လိုမျိုးနေကြတယ်တဲ့သူကဘယ်လိုမျိုးပုံစံမျိုးလဲဆိုတော့အောက်မှာရေပြင်နဲ့နီးစပ်တယ်ပေါ့နော်စောက်ထားတီသူတို့တီဆောက်ထားတဲ့အဲ့ဒီနန်းတော့ရေပြင်နဲ့နီးဟိုနီးစပ်တဲ့အတွက်ကြောင့်အပူတောင်ခံနိုင်တယ်ပေါ့ဒါကတော့သူတို့ပြောတာပေါ့နော်ဒီဟိုစားကျွန်တော်လိုက်ပြီးတော့လေ့လာရသလောက်ပေါ့နော်ပြောထားကြတဲ့လူတွေပေါ့နော်အဲ့လိုမျိုးပြောထားကြတယ်ကျွန်တော်လက်သေးချာတိကျတော့မသိဘူးအဲရွှေနန်းတော်ဘာလို့တော့သိတယ် နော်အဲ့တော့ဒီရေနန်းတော်ဆိုတာတော့မသိဘူးကျွန်တော်တို့ဒီ1838ခုနှစ်တုန်းကလည်းအဲ့ဒီအင်းဝမျိုးကတခါငလင်လှုပ်တုန်းကဒီလူမျိုးအကြီးအကျယ်ပဲပေါ့နော်ဒီလောက်တော့မပြင်းဘူးဒါပေမဲ့ငလင်လှုပ်တုန်းကလည်းအတုံးကအဲအမှမျှော်စင်းရလဲမျှော်မျှော်စင်းလဲထိွားရသေးတယ်အဲ့ဒီတုန်းကပေါ့နော်အတုံးကလည်းဒီမျှော်စင်းရနည်းနည်းမြောက်ဖက်ကိုလာမသိဘူးနည်းနည်းညင်သွားတာရှိတယ်ဒါပေမဲ့ပြိုတော့မပြိုဘူးပေါ့နော်အခုဒီတစ်ခါ ငလင်တန်းမှာကျတော့ကျွန်တော်နမ်နမ်တော်မေနူလေနမ်တော်မေနူအောက်ချောင်းကတော့တော်တော်ပျက်စီးသွားတာကိုတွေ့ရတယ်။သမျိုးစရာကြီးပါနော်။သူတို့ပြောသလိုမျိုးဒီပေါ့နော်။အဲ့ဒီ ငလင်းလှုပ်ပြီးတော့ပေါ်ထွက်လာတဲ့ဒီရေနန်းတော်ဆိုတာသူတို့အခေါ်ဝေါ်လာဒီအင်းဝမြို့ကန်သူမြို့ကန်သားတွေရဲ့အခေါ်ဝေါ်လာပါလားဆိုတော့တော့သိချာမသိဘူးဒါပေမဲ့တကယ်ဟိုပေါ်လာတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဝမ်းသာစရာပါပဲပေါ့နော်ဝမ်းသာစရာပါပဲအဲတကယ်တမိုင်းသူတည်တည်ပညာရှင်တွေကသွားပြီးတော့တူးဖော်ပြီးတော့ဒါဘာဖြစ်တယ်ဆိုတော့အဲပြည်သူ ပြောပြလို့ရှိရင်တော့ပို့ပြီးတော့အများသိအောင်ပြောပြလို့ရှိရင်တော့ပို့ကောင်းတာပေါ့ဗျာเนาะဒါသူတို့ကကျတော့တကယ်တက်တီနားလေတက်ကြွတဲ့သူတွေကိုเนาะဒီဟိုကိုကိုရီဒီမြန်မာနိုင်ငံကဆိုရင်မဟုတ်ပဲねတခြားနိုင်ငံကလူတွေပါပညာရှင်တွေပါလာပြီးတော့လုပ်မယ်ဆိုရင်တော့ပို့ကောင်းပါတယ်လို့ညင်မိပါတယ်เนาะအဲတကယ်ဆိုလို့ရှိရင်လည်းကောင်းပါတယ်ဗျာเนาะဘယ်လိုပဲဖြစ်ဖြစ်ဟိုကောင်းပါဒါပေမဲ့ဒီငလင်ကြီးဖြစ်တာတော့မကြိုက်ဘူးပေါ့เนาะမကြိုက်ပါဘူးဒါပေမဲ့ဒီလိုမျိုး ပေါ်ထွက်ရှေ့အောင်အမွေနဲ့တူပေါ်ထွက်လာတယ်ဆိုတော့တော့ကောင်းပါတယ်ဗျာเนาะဒါကျွန်တော်ဒီဘလော့လေး sharing လာပြီးတော့ညဝေပေးတာပါကဲဒါကတော့အကူတယောက်ကပေါ့နော်ဒီရေနန်းတော်ဆိုတဲ့အကြောင်းကိုသူတီးတဲ့လောက်ကလေးဒါ sharing လုပ်ပေးထားတာနော်သူမှတ်သားရတဲ့လောက်ကလေးသူတီးတဲ့လောက်ကလေး sharing လုပ်ပေးထားတာဗျာနော်ဒီငလေးတန်းကြောင်းဒီရေနန်းတော်ကမြကြီးတဲ့ရနေပြီးတော့ထွက်လာတဲ့ဗီဒီယိုလေးကိုမကြည့်ရသေးရင်ကျွန်တော်နဲ့အတူတူကြည့်လိုက်ကြရအောင်ဗျာနော် ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့အဲရေနန်းတော်ဆိုလားမသိဟုတ်လားကိုရေနန်းတော်လားအဲဒီအင်းဝအကွေးတွေလည်းတခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲကြောင်ပေါ်လာဟုတ်လားအဲငလင်းအဲကြောင်ပေါ့အဲ့ဒါပေါ်လာတာလက်ရှိကြွားပြီးတော့မှလေးလာမှာဟောလေးလာမှာဟုတ်ရဲ့ကွာကဲအားလုံးပဲဘဝဒုဒ္ဒရာအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါအောင်နော် ကဲဒါကတော့ line မော်ဟာလူတွေရောဗောနော်အကုန်လုံးအဝေးကလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးတိုင်းလို့ကြီးရတာဗောနော်ကြီးကံပါလို့မဟုတ်ဘူးဒါကတော့နေကြီးဆိုကြားတာမကြားဘူးနော်မကြုံမှုသေးဘူးနော်ဟုတ်တယ်ဒါမျိုးကဟုတ်ကဲ့ပါခုသွားကြည့်နေပါပြီလို့ရှေ့ဆိုရောက်တော့မှာပါနော်ဒါလေးစောင့်ကြည့်ပေးကြပါအောင်ဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့ပစ္စတ်ကနေတိုင်းမုံနော်ရေနန်းတော့ရေနန်းတော့အေးဖြစ်ပါတယ်ပေါ်ရမယ့်ဟာရေရှိအောင်လည်းမှာပါဟောရှိအောင်လည်းမှာပါတယ်ဩဟိုပါပါရေနန်းတော့ကြီးပါကြီးကြီးပဲနော် အောက်ထဲမှာကြံသေးပါသေးရဲ့ဒီဒီဘက်နေလေဒီမှာဒီစားရင်းကဒေါ်တာကတော့တော့ဒီခုနေဟိုဟုတ်ပါဘူးပေါ့ဒီရပါဟုတ်ဟုတ်ဒီကြီးထဲမှာမြုပ်နေတယ်နော်ဟုတ်ပါအဲ့ဒီပေါ်မှာပေါ့မသိအုတ်ကူကြီးကြာနေနော်အဲ့ဒီပေါ်မှာအဲ့ဒါနန်းတော်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားတယ်ဘောအဲ့ဒါကဒီမှာကြည့်ကြပါဗျာရေနန်းတော်အတောင်ကြီးပေါ့ဒီမှာဒီရုပ်သာဒီရုပ်သာတိုင်းရေနန်းတော်အုတ်သားတွေကတော့တော်တော်ကောင်းနေတာနော်ပေါ်မှာနော် กูที่ป้ามามาปมมาเปรียวอืมตายสิที่เนาะตายแน่สิเอ๋อ ကေပါပဲပြောပြောရှေ့အောင်အမွေနှစ်တခုတော့ရလိုက်တာပေါ့ဗျာနော်ကျွန်တော်ဗီဒီယိုလေးကတော့တလောက်ပါပဲဗျာနော်တငယ်ချင်းတို့ထဲမှာကောဒီရေနန်းတော်ဆိုတာကိုသိကြလာဗျာနော်သိရင်လည်းကျွန်တော်အောက်မှာ comment လေးနဲ့မျှဝေပေးသွားခဲ့ပါအောင်ဗျာနော်ဒီကနေ့မှာတော့ကျွန်တော်ဗီဒီယိုလေးကတော့တလောက်ပါပဲဗျာနော်နောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျာ